အာဖဂန်နစ္စတန်နိုင်ငံရဲ့မြေပေါ်ကနေအမေရိကန်တပ်ဖွဲ့တွေနောက်ဆုံးထောက်ခွာသွားခဲ့တာလေးနှစ်တိတိကြာခဲ့ပါပြီ။တမရဂျိုးဘိုင်ဒင်အစိုးရနဲ့တာလီဘန်တို့ကြားသဘောတူညီခဲ့တဲ့ဒိုဟာစာချုပ်ရဲ့အကျိုးဆက်အဖြစ်တမိုင်းဝင်တက်ဆုပ်ခွာမှုကြီးပြီးဆုံးခဲ့ပြီးနောက်အာဖဂန်နစ္စတန်ဟာကမ္ဘာအာရုံစိုက်မှုကနေတဖြည်းဖြည်းမှိမ့်မိန်ပြောက်ွယ်လုံနေပါဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်စက်တင်ဘာလရဲ့နိုင်ငံရေးရောင်ကြီးအောက်မှာတော့နိုင်ငံတကာရဲ့နိုင်ငံရေးဇက်ခုံပေါ်ကိုမုံတိုင်းတစ်ခုလိုတိုက်ခတ်လာမဲ့ကြေညာချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအာဖဂန်မြေပေါ်မှာအမေရိကန်ရဲ့စစ်ရေးအရာတရှိမှုကိုပြန်လည်ထူထောင်လို့တဲ့သူ့ရဲ့ပြင်းပြတဲ့ဆန္ဒကိုရုတ်တရက်ထုတ်ဖော်ပြောကြားလိုက်တာပါပဲ။လွန်ခဲ့တဲ့လေးနှစ်ကအမေရိကန်စစ်သားထောင်ပေါင်းများသာဟာသူတို့ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုစွန့်ခွာပြီးနိုင်ငံကိုကြောခိုင်းထွက်သွားခဲ့ကြပါတယ်။အထူးသဖြင့်အာဖဂန်စစ်ပွဲရဲ့အသေးနှလုံးလိုတင်စားရလောက်အောင်ရေးပါခဲ့တဲ့ Background Leaders ခန်းကြီးကိုလုံးဝအုတ်တုံဆွတ်လွတ်ခဲ့ခြင်းဟာ ်အမေရိကန်ရဲ့20ကြာစစ်ပွဲကြီးအဆုံးသတ်သွားပြီဆိုတဲ့အခိုင်အမာသုံးသက်တေတစ်ခုဖြစ်ခဲ့ပါတယ်အခုတော့သမရထရန့်ကအကြွေအမေရိကန်သားအာဖဂန်နစ္စတန်ကဘာဂရန်လီဒတ်စကန်ကိုပြန်လည်ထိန်းချုပ်ခွင့်မရခဲ့ရင်စိုးရွားတဲ့အရာတွေဖြစ်လာလိမ့်မယ်ဆိုပြီးပြင်းထန်တဲ့သတိပေးချက်တစ်ခုကိုရုတ်တရက်ထုတ်ပြန်လိုက်ပါတယ်ဒီတော့မေးစရာမေးခွန်းတွေကတစ်ခုပြီးတစ်ခုထွက်ပေါ်လာပါတယ်ဘာကြောင့်ထရန့်ကအဲ့ဒီလီဒတ်စကန်ကိုဒီလောက်အပေးအတန်ပြန်လိုချင်နေရတာလဲသူရဲ့ပြောဆိုချက်တွေကလို့ တရုတ်နိုင်ငံရဲ့နျူကလ িয়ার ဆက်ရုံလေးနဲ့နီးကပ်တဲ့ပထဝီဝင်အနေထားကြောင့်ပဲလားဒါမှမဟုတ်ဒီစကားရဲ့နောက်ွယ်မှာပုံမွန်နဲ့ဆိုင်တဲ့စည်ရေးနိုင်ငံရေးနဲ့စီးပွားရေးရည်မှန်းချက်တွေကွဲဟွက်ထားလေသလားတခုတော့သိကြပါဗျာအာဖဂန်နစ္စတန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်အစိုးရကတော့ဒီကိစ္စကိုလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးသူတို့ကထရမ့်ရဲ့အစီအစဉ်ကိုပြက်ပြက်တတကန့်ကွက်ကြောင်းချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့ပါတယ်ဒါဟာထရမ့်စတင်မိမှွေလိုက်တဲ့ပဋိပက္ခအသစ်တစ်ခုရဲ့အစလားဒီပြဿနာရဲ့အရင်းအမြစ် နောက်ဆက်တွဲတက်ရောက်နိုင်ခြင်းနဲ့ပါဝင်ပတ်သက်သူတွေရဲ့ယက်တီချက်တွေကိုအခုကစပြီးအသေးစိတ်စမ်းစစ်ကြည့်ကြရအောင်ပါအမေရိကန်ပြည်ထောင်စုရဲ့လက်ရှိသမ္မတဒေါ်နယ်ထရန့်ဟာအာဖဂန်နစ္စတန်နိုင်ငံကမဟာဗျူဟာရအလွန်အရေးပါတဲ့ဘာဂရန်လီတက်စခန်းကိုပြန်လည်ထိန်းချုပ်လိုတဲ့သူ့ရဲ့ဆန္ဒကိုတရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒီပြောကြားချက်ကို2025ခုနှစ်စက်တင်ဘာလ18ရက်ကြာတာပရီနစ်ကပြည်ထိုင်နိုင်ငံမှာဝင်ကြီးချုပ်ကီယာစတာမားနဲ့အတူပြုလုပ်ခဲ့တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ် ပြည်ထိုင်နိုင်ငံသူခိတအလဲပဲရောက်ရှိနေစဉ်အတွင်းမှာပဲထရမ့်ကဘာဂရန်အရေးနဲ့ပတ်သက်ပြီးကျုပ်တို့အဲ့ဒါကိုပြန်ရအောင်ကြိုးစားနေပါတယ်လို့တူတူပြက်ပြက်နဲ့လေးနက်ထားပြောဆိုခဲ့ပါတယ်။ဒါအပြင်သူကသူ့အရင်သမရဂျိုးမိုင်နဲ့လက်ထက်2021ခုနှစ်ကပြုတ်လုခဲ့တဲ့အမေရိကန်တပ်တွေရဲ့အာဖဂန်ကနေရုတ်သိမ်းမှုကိုဗျံပဒါနိုင်လုံးပြီးအဆက်ရပွဲကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပါသေးတယ်။သူ့အဆိုအရအရိတက်ရုတ်သိမ်းမှုဟာ အမေရိကန်ရဲ့ဂုံတိုက်ခါကိုထိခိုက်စေခဲ့ပြီးဂျန်သူတွေကိုအားတက်စေခဲ့တယ်လို့ဆိုပါရယ်။ဘာဂရန်ကိုဘာကြောင့်ဒီလောက်လိုချင်ရတာလဲ။သတင်းတောက်တွေကဘာဂရန်ကိုပြန်လိုချင်ရတဲ့အကြောင်းရင်းကိုတိတိကျကျမေးမြန်းတဲ့အခါမှာတော့ထရမ့်ကသူ့ရဲ့စိတ်ဝင်စားမှုကိုအဓိကဆွဲဆောင်နေတဲ့အချက်တစ်ချက်ကိုထုတ်ပြောခဲ့ပါရယ်။အဲ့ဒါကတော့အမေရိကန်ရဲ့အဓိကပြိုင်ဘက်မဟာအင်အားကြီးနိုင်ငံတနိုင်ငံနဲ့နီးကပ်နေတဲ့ပထဝီဝင်အနေထားပါပဲ။ဒေါ်နယ်ထရန့်ဟာဘာဂရန်လီဒတ်စကန်နဲ့ပတ်သက်ပြီးစကားအရှိကြီးပြောသွားတာကိုကျွန်တော်တို့ကြားရပါဗျ။ သူကဂျာတာဘရီနေကသတင်းစာရှင်းလင်းပွဲတစ်ခုမှာဘာဂရန်ကတရုတ်တွေရဲ့နျူကလ ியர் လက်နက်တွေထုတ်လုပ်တဲ့နေရာနဲ့တနအိုင်ဝဲဝေးတယ်လို့အခိုင်အမာပြောခဲ့တာပါအဲ့ဒီအချိန်ကတရုတ်သမ္မတရှီကျင့်ဖြစ်နေတဲ့ကုံသွေးရေးကိစ္စတွေဆွေးနွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတော့နိုင်ငံတကာကလည်းပိုပြီးစိတ်ဝင်စားသွားကြတာပါထရမ့်ကဒါရင်မကသေးပါဘူး Air Force 1သမ္မတအထူးလေယာဉ်ပေါ်မှာသတင်းတောက်တွေနဲ့စကားပြောရင်း NBC News ကိုပေးပို့တဲ့ကြေညာချက်ထဲမှာပါထပ်ပြီးအလေးပေးပြောဆိုခဲ့ပါတယ် သူပြောတာကဘာဂရန်ဟာသူ့ရဲ့ပြေးလဲရှင်နဲ့ခန္ဓာရင်အောက်ကိုကြည့်မယ်ဆိုရင်ကဘာပေါ်မှာအခိုင်အမာဆုံးလေတက်စခန်းတွေကတခုဖြစ်တယ်တဲ့တကယ်တော့ Trump ရဲ့အကြောင်းပြချက်တွေကဒီလောက်နဲ့ရင်ရက်နေတာမဟုတ်ပါဘူးနောက်ွယ်ကရည်ရွယ်ချက်တွေကပိုပြီးကျယ်ပြန့်ရှုပ်ထွေးနေပုံရပါတယ်လေလာသူတွေရဲ့သုံးသက်ချက်တွေအရ Trump ပြောတဲ့ nuclear လက်နက်ဆက်ယုံဆိုတာဟာတရုတ်နိုင်ငံရဲ့ရှန်ကျန်းပြည်နယ်မှာရှိနေတဲ့ Lobnor nuclear စမ်းသပ်ခွင့်ကိုညှိနှွမ်းတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဟုတ်ပါတယ် ဒီနေရာဟာတရုတ်ရဲ့ပထမဆုံးအနုမြူဘုံစမ်းသပ်ခဲ့တဲ့သမိုင်းဝင်နေရာတစ်ခုပါ။ဒါပေမဲ့နျူကလ িয়ার လက်နက်တွေအဓိကထုတ်လုပ်တဲ့နေရာတော့မဟုတ်ပါဘူး။တရုတ်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုအများစုကနိုင်ငံရဲ့အလဲပိုင်းဒေသတွေမှာဗဟိုပြုထားတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့ထရမ့်ကဒီလိုပြောလိုက်ခြင်းအဖြစ်တရုတ်ပေါ်ဖိအားပေးလို့တဲ့သူ့ရဲ့ဆန္ဒကိုပွန့်ပွန့်လင်းလင်းပြသလိုက်တာပါပဲ။ဘာဂရမ်မှာအမေရိကန်တပ်တွေပြန်လည်တက်ဆွဲနိုင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံရဲ့အနောက်ပိုင်းဒေသမှာဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်ထောက်လှမ်းနိုင်မှာဖြစ်ပြီးလိုအပ်လာရင်လေကြောင်းစွမ်းအားကိုသုံးပြီးတုံ့ပြန်နိုင်ခြေတွေလည်းရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘာဂရန်ကိစ္စဟာ Trump အတွက်စည်ရေးအချက်ချာကြတဲ့နေရာတစ်ခုတွင်မကဘဲနိုင်ငံရေးမဟာဗျူဟာပိုင်းဆိုင်ရာအမျက်ထုတ်နိုင်မယ့်နေရာတစ်ခုလည်းဖြစ်နေတာပါ။ Jerusalem Post သတင်းစာက American ရာရှိတအူးရဲ့ပြောပြချက်ကိုကိုးကားပြီးဖော်ပြရမှာတော့ Trump ရဲ့ညီမချက်ဟာအကြမ်းဖက်မှုတံပြန်ရေးစစ်ဆင်ရေးတွေနဲ့လည်းတိုက်ရိုက်ပတ်သက်နေတယ်လို့ဆိုပါတယ်။ ထရမ့်ကိုယ်တိုင်ကလည်းဗြိတိန်မှာပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာဘာဂရန်စကန်ဟာ IS အဖွဲ့ကိုတိုက်ဖြတ်ဖို့အတွက်အလွန်ဗဟာပြူဟာကြပြီးအကျိုးရှိတဲ့နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်နဲ့အိန္ဒိယနိုင်ငံတွေမှာအခြေစိုက်လှုပ်ရှားနေတဲ့ ISK အဖွဲ့ဟာတာလီဘန်အစိုးရအတွက်သာမကဒေတာရင်းနဲ့ကမ္ဘာလုံခြုံရေးအတွက်ပါချိန်ချောင်းမှုတစ်ခုဖြစ်ဆက်လက်တည်ရှိနေသေးဖြစ်တာကြောင့်ဒီအကြောင်းပြချက်ဟာနိုင်ငံတကာရဲ့ထောက်ခံမှုကိုအတိုင်းအတာတစ်ခုထိရရှိနိုင်ခြင်းရှိပါတယ်။ CNN သတင်းဌာနရဲ့နောက်ထပ်ဖော်ပြချက်တစ်ခုမှာတော့ Trump ရဲ့ဒီဆုံးဖြတ်ချက်ဟာ American အစိုးရရဲ့ရှားပါးတပ်ထုတွေကိုပုံမရရှိနိုင်ရေးကြိုးပမ်းမှုနဲ့လည်းဆက်ဆက်နေတယ်လို့ဆိုပါရယ်။ Afghanistan ဟာခံမှန်းခြေအဖြစ် American Dollar Trillion နဲ့ချီတဲ့တန်ဖိုးရှိတဲ့ရှားပါးတပ်ထုနဲ့အခြားတပ်ထုတိုက်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံမှာဒီတပ်ထုတွေဟာခေတ်သစ်နည်းပညာထုတ်ကုန်တွေဖြစ်တဲ့ smartphone လျှက်စစ်ကားကာဝေးရေးပစ္စည်းတွေအတွက်မရှိမဖြစ်လိုအပ်ပါရယ်။လက်ရှိမှာဒီဈေးကွက်ကိုတရုတ်ကထိန်းချုပ်ထားတာကြောင့် အမေရိကန်တို့အာဖဂန်ကတယန်ဇာတတွေကိုလက်လှမ်းမိနိုင်ရေးဟာအလွန်အရေးကြီးတဲ့စီးပွားရေးနဲ့နိုင်ငံရေးကြီးမန်းချက်တစ်ခုဖြစ်နေပါတယ်။ဘာဂရန်ကိုပြန်လည်ထိန်းချုပ်နိုင်ခြင်းဟာဒေတာရင်းမှာအမေရိကန်ရဲ့တန်တမန်ဆိုင်ရာဆောက်အုံတွေကိုပြန်လည်ဖွင့်လှစ်ဖို့နဲ့စီးပွားရေးအရခြေကုပ်ယူဖို့လမ်းစာတစ်ခုဖြစ်လာနိုင်ပါတယ်။ထရမ့်ဟာဘာဂရန်ရဲ့စစ်ရေးဆိုင်ရာစွမ်းပကောက်ကိုအလွန်တန်ဖိုးထားသူပါ။3.6ကီလိုမီတာဒါမှမဟုတ်1.2မိုင်ရှည်လျရတဲ့ပြည်လမ်းဟာ B52 လို့မဟာပြောင်မြောက်ဘုံကျဲလေယာဉ်ကြီးတွေ C5 Galaxy လိုအကြီးစားကုန်တင်လေယာဉ်ကြီးတွေအတက်အဆင်းပြုလုပ်နိုင်စွမ်းရှိပါတယ်။ဒါဟာရှေ့လေပိုင်းနဲ့အာရှလေပိုင်းဒေတာတို့ကုလုံကိုလေကြောင်းကနေလွှမ်းမိုးထိန်းချုပ်နိုင်တဲ့ရှိသည်မဲ့အချက်ချာကြတဲ့နေရာတစ်ခုပါ။ Trump အတွက်ကတော့ Background ကိုလက်လွတ်ခဲ့ရခြင်းဟာ American ရဲ့စစ်ရေးဩဇာကြာဆင်းမှုရဲ့ပြယုတ်တစ်ခုလို့ခံစားနေရပြီးဒါကိုပြန်လည်ရယူခြင်းအဖြစ် American ရဲ့ကြီးမြတ်မှုကိုပြန်လည်ဖော်ဆောင်လို့တဲ့သူ့ရဲ့နိုင်ငံရေးခံယူချက်ကိုအကောင့်ထဲဖော်ရရောက်မှာဖြစ်ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ထရမ့်ရဲ့ကြေညာချက်ဟာကပူးမျိုးတော်ကတာလီဘန်အစိုးရကိုချက်ချင်းလှုပ်ခတ်စေခဲ့ပါတယ်။အမေရိကန်နဲ့တာလီဘန်တို့အာဖဂန်နစ္စတန်သို့ငြိမ်းချမ်းရေးယူဆောင်လာရေးသဘောတူညီချက်လို့အမည်ရတဲ့ဒိုဟာစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကဂျိုးဘိုင်ဒန်အစိုးရဟာအာဖဂန်နစ္စတန်ရဲ့အနာဂတ်ကိုအာဖဂန်ပြည်သူတွေကိုယ်တိုင်ဆုံးဖြတ်ပြီးနိုင်ငံကိုဘယ်လိုအုပ်ချုပ်မလဲဆိုတာသူတို့ရဲ့တာဝန်ဆိုပြီးရှင်းလင်းတဲ့နယ်နိမိတ်တစ်ခုသတ်မှတ်ပေးခဲ့တာပါတယ်။ဒါကြောင့်မလို့အဲ့ဒီသဘောတူညီချက်နဲ့ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတဲ့ထရမ့်ရဲ့ကြေညာချက်ကို တာလီဘန်တို့ကချက်ချင်းဆိုသလိုပြင်းထန်စွာတုံ့ပြန်ခဲ့ပါတယ်။တာလီဘန်အစိုးရရဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူဟမ်ဒူလာဖီထရက်ကထရမ့်အစိုးရကိုလက်တွေ့ကြပြီးဂျိုးချောင်းစီလျော်တဲ့မူဝါဒကိုကျင့်သုံးဖို့တိုက်တွန်းခဲ့ပါတယ်။ဒါဟာတာလီဘန်တို့စစ်တိုက်ဖို့အသင့်ဖြစ်နေပြီဆိုတာကိုကိုးစားပြုနေပါသလား။အချက်အလက်တွေရတော့တာလီဘန်အစိုးရဟာဘာဂရန်လီဒက်စခန်းကိုပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုမှုနဲ့ပတ်သက်တဲ့ချင်းချောက်မှုကိုကြောက်ရွံ့မှာမဟုတ်ကြောင်းအခိုင်အမာပြောဆိုခဲ့ပါတယ်။ဟမ်ဒူလာဖီထရက်က အာဖဂန်နစ္စတန်ဟာအာနာရှင်ဆန်တဲ့ဖိနှိပ်မှုတွေကိုဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးလို့ကြွေးကြော်ရင်းအမေရိကန်နဲ့နေတိုတပ်တွေကိုနှစ်20ကြာဆင်နွှဲခဲ့တဲ့သူတို့ရဲ့ဂျီဟတ်စစ်ပွဲကိုပြန်လည်အမှတ်ရစေခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူက တာလီဘန်ဆိုးရဟာအမေရိကန်နဲ့နှစ်နိုင်ငံကြားဆွေးနွေးမှုတွေအားလုံးမှာပုံမှန်ထိတွေ့ဆက်ဆံနေကြ။အဲ့ဒီဆွေးနွေးမှုတွေမှာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့နယ်မြေပိုင်တဲ့တည်ထောင်ခိုင်မြဲရေးဟာတာလီဘန်ဆိုးရအတွက်အရေးအကြီးဆုံးဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ သူကဒူဟာစာချုပ်ပါအချက်လက်တွေကိုတကြိမ်ထပ်မံသတိပေးခဲ့ပြီးအမေရိကန်အနေနဲ့အာဖဂန်နစ္စတန်ရဲ့နယ်မြေပိုင်နဲ့တည်တံ့ခိုင်မြဲမှုဒါမှမဟုတ်နိုင်ငံရေးလွတ်လပ်မှုကိုအကြမ်းဖက်မှုသုံးပြီးချိန်ချောက်တာဒါမှမဟုတ်အာဖဂန်ရဲ့ပြည်ရင်းရေးကိုဝင်ရောက်ဆွတ်ထက်ပြဆွတ်ဖက်တာမျိုးမလုပ်သင့်ဘူးလို့ဆိုပါတယ်အလားတူပဲတာလီဘန်နိုင်ငံသားရေးဝန်ကြီးဌာနကအရာရှိတဦးဖြစ်တဲ့ဇာကီဂျလာလီကလည်း Twitter လူမှုကွန်ရက်မှာအာဖဂန်နစ္စတန်ဟာသူ့ရဲ့တမိုင်းတစ်လျှောက်မှာနိုင်ငံသားစစ်တပ်ရဲ့တည်ရှိမှုကိုဘယ်တော့မှလက်ခံခဲ့တာမဟုတ်ဘူး ဒိုဟာဆွေးနွေးပွဲတွေနဲ့သဘောတူညီချက်တွေမှာလည်းဒီဖြစ်နိုင်ခြင်းကိုလုံးဝပယ်ချခဲ့ပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ရှေ့ဆက်ပြီးထိတွေ့ဆက်ဆံမှုတွေပြုလုပ်ဖို့အတွက်တကားဖွင့်ထားပါတယ်လို့យည်သားခဲ့ပါတယ်။ထရမ့်ရဲ့ရည်မှန်းချက်နဲ့တာလီဘန်တို့ရဲ့ပြတ်သားတဲ့ငင်းဆန်မှုကြောင့်ပါပဲ။တမနာထရမ့်ကသူ့ရဲ့ Troop Social လူမှုကွန်ရက်ပေါ်မှာတင်လိုက်တဲ့ post တစ်ခုကဒီပြဿနာကိုတန်တမန်နီးလန့်နဲ့ဖြေရှင်းဖို့မဖြစ်နိုင်တော့ဘူးလားဆိုတဲ့စိုးရိမ်မှုကိုပုံမုံမြင့်တက်စေခဲ့ပါတယ်။အကြောင်းကတော့သူဟာအာဖဂန်နစ္စတန်ကိုဘာဂရန်လီဒက်စကန်ပြန်လည်လွှဲပြောင်းမပေးဘူးဆိုရင် တိကျသွားမှထားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ချိန်ချောက်လိုက်လို့ပါပဲအကယ်၍အာဖဂန်နစ္စတန်ဟာ background leaders ခံကိုတိဆောက်ခဲ့တဲ့သူတွေဆိုလိုတာက American ပြည်ထောင်စုစီကိုပြန်မပေးဘူးဆိုရင်စိုးရွားတဲ့အရာတွေဖြစ်လာလိမ့်မယ်လို့သူကရေးသားခဲ့ပါတယ်တကယ်တော့တမိုင်းကိုပြန်ကြည့်ရင်ဒီစခန်းကို1950ပြည့်လွန်နှစ်တွေမှာ Soviet Union ကတိဆောက်ခဲ့တာပါ American က2000ခုနှစ်မှာ Afghan ကိုဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကြမှာဒီစခန်းကိုသိမ်းပိုက်ပြီးအကြီးအကျယ်တိုးချဲ့တိဆောက်ခဲ့တာဖြစ်ပါတယ် 2021ခုနှစ်မှာအမေရိကန်တို့ထွက်ခွာသွားချိန်မှာတော့စက္ကန်းရဲ့ထိန်းချုပ်ခွင့်အပြည့်အဝကိုအာဖဂန်အစိုးရအဲ့ဒီချိန်က အာဖဂန်အမျိုးသားတပ်မတော်နောက်ပိုင်းမှာတာလီဘန်လက်အောက်ထဲလွှဲပြောင်းပေးခဲ့ပါတယ်ထရမ့်ဟာဘာဂရန်ကိုလက်လွတ်ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီးမကြာခဏနှမျောတတဖြစ်ကြောင်းပြောလို့ရှိပေမဲ့ပြည်တွင်ခီးစဉ်တွင်ဂျာလာဘရီနာကပြောကြားချက်တွေဟာတော့သူဒီကိစ္စကိုလက်တွေ့ကင်တွေဖြေရှင်းနေပြီဖြစ်ကြောင်းလူသိရှင်ကြားပထမဆုံးအကြိမ်ကြေညာလိုက်တာပါပဲ American စစ်တပ်အချက်ချင်းစေလွှတ်တော်မှာလား ထရမ့်ကအာဖဂန်နစ္စတန်ရင်ဆိုင်ရနိုင်တဲ့အကျိုးဆက်တွေကဘာတွေလဲဆိုတာကိုတော့အသေးစိတ်ရှင်းပြခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ American စစ်တပ်ကတပ်ဖွဲ့တွေဆေလွတ်မှာလားလို့သတင်းတောက်တွေကမေးတဲ့အခါမှာတော့ကျုပ်တို့အဲ့ဒီအကြောင်းကိုအခုမပြောသေးဘူး။ဒါပေမဲ့ကျုပ်တို့အာဖဂန်နဲ့စကားပြောနေတယ်။ပြီးတော့အဲ့ဒီစကမ်းကိုအမြန်ဆုံးပြန်လိုချင်တယ်။အကယ်၍သူတို့ပြန်မပေးဘူးဆိုရင်တော့ကျုပ်ဘာလုပ်မလဲဆိုတာခမားတို့မကြခင်သိလာလိမ့်မယ်လို့ချင်းချောက်တန်ပါတဲ့စကားနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒီစကားရဲ့အတိတ်ဘက်ကတော့ရှင်းပါတယ်။ အကြွေဆွေးနွေးမှုတွေလမ်းဆုံးသွားခဲ့ရင်ဝါရှင်တန်အနေနဲ့စစ်ရေးအရာရန်စားတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်လာနိုင်ခြင်းကိုလုံးဝပယ်ချထားလို့မရဘူးဆိုတာပါပဲ။ Trump ရဲ့ပြောဆိုချက်တွေထဲမှာတရုတ်နိုင်ငံရဲ့အမိကိုဓာတ်ရိုက်ထည့်သွင်းပြောကြားခဲ့တာကြောင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူလင်ကျန်းကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးချက်ချင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်။ကပူနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ထုတ်ပြန်ချက်မှာသူကတရုတ်နိုင်ငံဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်နဲ့တည်တံ့ခိုင်မြဲမှုကိုလေးစားပါတယ်လို့ပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်ရဲ့အနာဂတ်ကိုအာဖဂန်ပြည်သူတွေကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်တယ်လို့လင်ကျန်းကထပ်လောင်းပြောဆိုရင်ဒေတာရင်းမှာတင်းမာမှုတွေဖြစ်အောင်လုပ်တာထိတ်တိုက်တွေ့ဆုံမှုတွေဖန်တီးတာကိုဘယ်သူမှထောက်ခံမှာမဟုတ်ဘူးလို့အမေရိကန်ကိုတွယ်ဝိုက်ပြီးသတိပေးခဲ့ပါတယ်။ဒါအပြင်သူကသက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကိုဒေတာရင်းငိမ့်ငိမ့်ရေးနဲ့တည်ငြိမ်ရေးကိုအားပေးတဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေပါဝင်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုတန်တမန်ဆန်ဆန်ရှုတ်ချပြောဆိုတာထက်တရုတ်က ပိုပြီးလှုံ့ဆော်မှုလိုအပ်တယ်လို့လေလာသူအချို့ကသုံးသပ်ကြပါတယ် Foundation for Defense of Democracy ကလောင်ဝါဂျာနယ်ရဲ့ Editor Bill Rogio ကကြာတာပရင်းနေမှာ online ပေါ်ကနေသူ့ရဲ့သုံးသပ်ချက်ကိုမျှဝေခဲ့ရမှာတရုတ်က American ကို Afghanistan နဲ့ဝေးဝေးမှာရှိနေအောင်တာလီဘန်တွေကိုနားချဖို့နီလန်ပေါင်းစုံသုံးပြီးကြိုးစားမှတည်ကြပါတယ်ပြီးတော့ပေကျင်းမှာအဲ့ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ဩဇာလွှမ်းမိုးမှုနဲ့ ဆွဲဆောင်နိုင်တဲ့အင်အားတွေအများကြီးရှိတယ်လို့ဆိုပါတယ်။တရုတ်ဟာတာလီဘန်အစိုးရကိုစီးပွားရေးအရရင်းနှီးမြှုပ်နှံမှုတွေဥပမာပိုလန်မှစီမံကိန်းလိုတန်တမန်ရေးရအသိအမှတ်ပြုမှုတွေပေးပြီးအပြန်အလှန်အားဖြင့်အမေရိကန်ရဲ့ဒေတာရင်းဝင်ရောက်မှုကိုဟန့်တားဖို့ကြိုးစားလာနိုင်ပါတယ်။ဒေါ်နယ်ထရန့်ဟာဒေတာရင်းမှာလှိုင်းတဖို့အစ်စ်တွေထပ်မံရိုက်ခတ်စေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုနောက်တစ်ကြိမ်ချလိုက်ပြန်ပါပြီ။သူ့ရဲ့ရည်ရွယ်ချက်အမှန်ကဘာပဲဖြစ်နေပါစေတာလီဘန်တို့ကတော့သူတို့ရဲ့အချုပ်အခြာအာဏာကိုထိပါလာရင် လက်ပိုက်ကြည့်နေမှာမဟုတ်တာသိကြပါရစေ။အကယ်၍ဝါရှင်တန်ကစစ်အင်အားသုံးပြီးဘာဂရန်ကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားလာခဲ့ရင်တာလီဘန်တို့ခုခံတိုက်ခိုက်မှာအသေးကြပါပဲ။အဲဒီခါမှာအမေရိကန်တို့အကျိုးနည်းပြီးအရှုံးများခဲ့တဲ့နှစ်20ကြာစစ်ပွဲကြီးရဲ့အခန်းဆက်အစ်တစ်ခုကိုပြန်လည်စတင်ရသလိုဖြစ်သွားနိုင်ပါရစေ။တာလီဘန်တို့အနေနဲ့အမေရိကန်ရဲ့လုံရင်နဲ့ဝင်ရောက်လာမှုကိုကြားရှိစွာတောင့်ခံနိုင်မှာမဟုတ်ဘူးဆိုရင်တော့မှဒီကိစ္စမှာအကျိုးစီးပွားတိုက်ရိုက်ထိခိုက်နေတာမဲ့တရုတ်နိုင်ငံကဒီအတိုင်းကြည့်နေပါမလား။ တရုတ်ကတာလီဘန်ကိုစစ်ရေးအရာဖြစ်စေထောက်ပံ့ရေးအရာဖြစ်စေကုညီထောက်ပံ့မှုတွေပေးလာနိုင်သလားဒီရေးဟာအာဖဂန်မျိုးပေါ်မှာအမေရိကန်နဲ့တရုတ်တို့ရဲ့ကိုယ်တိုင်စစ်ပွဲအစ်တစ်ခုကိုမွေးဖွားပေးလိုက်မလားဒီမေးခွန်းတွေရဲ့အဖြေဟာနောင်လာမယ့်ရက်သက်တပတ်တွေလရီအတွင်းမှာထရမ့်အစိုးရရဲ့လှုပ်ဆောင်ချက်တွေနဲ့တာလီဘန်တို့ရဲ့တုံ့ပြန်မှုအပေါ်မှာမူတည်နေမှာဖြစ်ပြီးကဘာကတော့ဒီအရေးကိုရှင်တမမနဲ့စောင့်ကြည့်နေရအောင်မှာအသေးချပိုင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်